အဲမနေ့ကဆိုလဲမနေ့ကညနေကညီမလေးတောက်မှာရုပ်ဖုန်းဆက်လာတယ်။မာရေးတဲ့ညီမလေးကတဲ့နှလုံးထီထိုးတာပေါ့နော်။သိန်းရနဲ့ရှိရှုံသွားတယ်။ခုလုံးလုံးလက်တဲ့ကလေးတွေနဲ့တဲ့ဒုက္ခရောက်နေတယ်မာရေးဘယ်လိုလုပ်ရမလဲတဲ့။လမ်းနေပြောင်းနေလို့ပါတဲ့။အဲဆိုတဲ့အခါကျတော့ဒီကကျန်တဲ့ညီမလေးတွေရောပေါ့နော်။တီအောင်မိုင်းပြပြပေးမယ်။ညီမလေးတွေရေနော်ဆုံးရှုံးပြီးသားပတ်စံဖြစ်ပြီးသားကိစ္စဘာမှပြန်လုပ်လို့မရတော့ ဘယ်တော့မှဒီလောင်းစားကနေပြန်ရလိမ့်မယ်လို့လည်းမမျှော်လင့်နဲ့။ဆုံးရှုံးပြီးသမျှအရာအလုံးပေါ်မှာနော်။ဒါငါ့အတွက်သင်ခန်းစာတွေလို့ပတ်သက်မှတ်ပြီးတော့မှဖယ်ပလိုက်တော့။ဘာလို့ရှေ့တန်းတင်ရတော့မှလဲဆိုတော့ကိုမွေးထားတဲ့သားသမီးတွေ၊သားသမီးတွေကဒါကိုကြီးကသူ့ရင်းနဲ့ဖြစ်သွားတာ။ကိုပိုက်ကြနေထွက်သွားတာ။ကိုတော်မှခုချိန်မှာလမ်းပြောင်းနေတဲ့စိတ်ညစ်နေတဲ့တည်ခြင်းလောင်းအောင်ဖြစ်နေတယ်။ထားလိုက်။ကိုက သွားဆုံတယ်အမွှေးတောင်ဆုံးပြီးသားလူတယောက်လောကရန်ရုပ်ကြမ်းကြမ်းခံရတဲ့လူတယောက်တော့ဒီတန်းကိုမခံနိုင်ကိုမွှေးထားတဲ့ဒီမှာအမွှေးတောင်မဆုံးသေးတဲ့ကလေးတွေနော်သွားတော့မဆုံးသေးတဲ့ကလေးတွေဒီကလေးတွေကဘလို့ခံမလဲဒီလောကရန်ရုပ်ဘဝချုံပြရလောက်အောင်ထိနော်ကိုက ဘလိုပဲပြောပြောမိုက်တော့မိုက်ခဲ့ပြီးပြီအဲ့ကိစ္စနောက်မှထားလိုက်တော့နောက်တစ်ခုကအခုချိန်မှာသားသမီးနောက်မှာကိုကမမမမရက်တီပေးရတော့မှအဲ့ထက်ဆိုတာကသမီးမွေးထားတဲ့အမျိုးသမီးတွေနော်သမီးမွေးထားတဲ့မိန်းကလေးတွေကငါသမီးနောက်ကနေငါမမမမရက်တီပေးရမယ်ဆိုတော့အတိရှိကိုရှိရမယ်နော် ဒီလင်မကောင်းလို့ဒီလင်ပြောင်းတာဘာမှမဖြစ်ဘူးเนาะတာသမီမရှိရင်ဘယ်နှယောက်ပြောင်းပြောင်းစပေးစီလင်စီယူယူယူလို့ရတယ်အေးသမီမွေးထားရင်လုံးဝမရတော့ဘူးသူ့ရဲ့ဖေးရင်းဒီတယောက်တည်းပဲတင့်တော်တယ်เนาะပထွေးဆိုတာမျိုးကအဲဘလောက်ပဲဖေးစိတ်ရှိတယ်ပြောပြောเนาะဘလို့အနေထားမှာမတင့်တော်ဘူးเนาะဖေးရင်းနဲ့ပဲဒီသမီကတင့်တော်တယ်ဆိုတော့ ဒီဖေးရမပောင်းနိုင်ဘူးဗောနောချက်တည်းမရှိဘူးဆောင်ရဓမာကြီးဘယ်လိုဖြစ်လဲလာမပြောနဲ့ကိုရွေးချယ်ထားတဲ့လေမကောင်းလဲပောင်းကောင်းလဲပောင်း လင်တယောက်ရှိတဲ့အိမ်ကိုအဲ့လင်ကနူနေပါစေကျိုးနေပါစေအရက်သမားဖြစ်နေပါစေအဲ့အိမ်ကိုယောက်ျားလေးအယောက်20ဝင်ထွက်နေပါစေပုံဝင်ကြအမြင်မဆောင်သူ့လင်ရှိတယ်လေဘာကြီးဆိုင်ဆာရှိလဲအေးတခုလက်ဖြစ်သွားမယ်တလင်ကနေတလင်ပြောင်းဖို့စဉ်းစားမယ်ဆိုရင်အိမ်ထဲကိုယောက်ျားလေးတယောက်တစ်ခေါက်ကနေနှစ်ခေါက်ဝင်ရင်တော့ပုံဝင်ကြလက်မခံဟာဒီကောင်မလေးအိမ်ကိုဘာလို့ဒီကောင်နေခဏခဏဝင်ထွက်နေရလဲဒါမျိုးဖြစ်မယ်ဒါမျိုးဖြစ်တာကိစ္စလားမရှိဘူးအဲ့ဒီအရေးကသားသမီးပေါ်မှာတော်ထိုးမယ် သမီးပေါ်မှာသွားထိုးမယ်ပို့ပြီးတော့เนาะငါသမီးလေးဒီလူလောကမှာလူလူတူတူဖြစ်ကမယ်ငါသမီးကိုသူများလက်ညှိုးထိုးတာမလို့ရင်မူးငါသမီးအိမ်အောင်ကြသွားခဲ့ရင်လဲငါသမက်ရဲ့မျက်စိထဲမှာငါဒီအချင်းပြတ်ရှစားနေတဲ့မျိုးသမီးတယောက်ဖြစ်မြင်လို့မရဘူးသမီးကိုလာနိုင်ပါလေနောက်တစ်ခုရှိသေးတယ်သမီးများအိမ်အောင်ကြသွားရင်တခုပဲမှလိုက်သမက်ကိုမင်းငါသမီးကိုအိမ်ပေါ်ကမောင်းချစရာမလိုဘူးเนาะငါသမီးမလိမ်ပါရင်ငါ့ကိုလာပြောငါဆုံးမမယ်ငါသမီးကိုမရိုက်ပါနဲ့အဲစကားလေးကတိတ်လို့တယ်เนาะ ကျမယောက်ျားဆိုအားနေကျမလည်းအားနေမောင်းချတာတိတ်အောင်နာတယ်နော်ယင်ထဲမှာကျမကသမီးမွေးသမီးအိမ်တော်ကြာငါအိမ်ဒီပိုင်ထည့်ပြလိုက်မှာသူကမင်းငါသမီးကိုဘယ်တော့မှမောင်းမချနဲ့မင်းအိမ်မဟုတ်ဘူးငါအိမ်ဆိုပြီးတော့လေအဲအဲ့ဒါမျိုးလေးတသမီးနောက်ကမမမမရက်တီဖို့လို့သေးတဲ့အတွက်လုံးဝလမ်းမပြောင်းနဲ့နော်လုံးဝလမ်းမပြောင်းနဲ့ရအောင်ရှာအရေးကောင်းကောင်းပေးနော်